ပုံစံတူကားလေးတွေကိုလက်ရမြောက်ဖန်တီးထလို့နေတဲ့လက်မှုပညာရှင်ကိုနှနောင်ခိုင်ဆုံးအလုံးမဲမိကလာပေါင်းဗမိစနောင်ကနေကျွတ်စလိုက်ပါတယ်နိုင်ငံသားကလာတဲ့ကားအယုံလေးတွေကိုကလေးတွေကအရန်သဘောကျတက်ပြီးမြန်မာနိုင်ငံမှာလည်းပုံစံတူကားလေးတွေကိုလက်မှုပညာနဲ့တီထွင်ထလို့နေသူတယောက်ရှိပါတယ်သူကတော့ကိုနှနောင်ခိုင်ဆုံးလို့ခေါ်ပြီးအရင်ခေတ်ကဘတ်ကားကြီးတွေကနေစတင်လို့တွဲကားကြီးတွေအထိပုံစံတူအောင်ဖန်တီးနိုင်တဲ့သူပေါင်းလက်မှုပညာနဲ့တီထွင်ထားပေမဲ့လည်းကားပုံစံနဲ့ဒီဇိုင်းချိုးတာတွေကလက်ရမြောက်ပြီးကားရဲ့အတွင်းပိုင်းတွေကအဆ တေချာအသေးစိတ်လုံနိုင်သူဖြစ်ပါတယ်ကိုနောင်နောင်ခိုင်စောဟာပုံစံတူကားလေးတွေကိုဖန်တီးလာခဲ့တာနှစ်ပေါင်းမနည်းတော့ပါဘူးငငယ်ကလေးကကားကိုအယူမှုသဘောကျပေမဲ့လည်းမိဘတွေကကားအယုတ်တွေကိုမဝဲပေးနိုင်ခဲ့တာပေါ့နိုင်ငံခြားကနေလာတဲ့ကားယုတ်ကြီးတွေကဈေးကြီးတာကြောင့်မိဘတွေကိုလည်းမပူစားရက်ခဲ့ပါဘူးဒါကြောင့်ကိုနောင်နောင်ခိုင်စောကတန်ပြားလေးတွေနဲ့ကားအယုတ်လေးတွေကိုကိုယ်တိုင်ဖန်တီးထားပါတယ်ကားယုတ်လေးတွေကိုဆေးထုတ်တာကအစကိုယ်တိုင်ပဲပြုလုပ်ပြီးအလုံးပီးစီးထားတဲ့အချိန်ကတော့ပျော်စရာအကောင်းဆုံးချိန်ဖြစ်ပါတယ် နိုင်ငံသားဖြစ်ပလတ်စတစ်ကားရော့မဟုတ်ဘဲကိုပိုင်လက်မှုပညာနဲ့လုံရတာဖြစ်လို့အချိန်လဲကြတာပေါ့ပုံစံတူကားလေးတွေကိုလှုပ်စင်ကဖုံးတွေနိပညာတွေကလည်းမကျေပြသေးလို့တယောက်ထဲပဲစမ်းသက်လိုက်ထဲလိုက်လို့ရပါတယ်ကိုနောင်နောင်ခိုင်ဆိုးအောင်အဲဒီကနေစတင်လှုပ်လာခဲ့တာဒီအသက်ရွယ်ထိပဲဖြစ်ပါတယ်ခွန်လန်းရှိမှလည်းကိုနောင်နောင်ခိုင်ဆိုးကကားဝက်ရှော့လုပ်ငန်းကိုလုပ်ကင်နေပြီးကားကိုယူမှုသဘောကျတဲ့သူပေါ့လက်မှုပညာနဲ့ပုံစံတူဖန်တီးရတဲ့ကားလေးတွေဖြစ်တာကြောင့်ကိုနောင်နောင်ခိုင်ဆိုးအတွက်အချိန်များစွာပေးရပါတယ် သူထမှာကားလေးတွေလာအပ်ရင်အချိန်ယူပြီးတေချာဖန်တီးပေးပါတယ်ဖန်တီးထားတဲ့ကားလေးတွေကိုအွန်လိုင်းပေါ်မှာတင်လိုက်တဲ့အခါလူကြိုက်များပြီးလာဝယ်ကြပါတယ်လူမှုပညာနဲ့ဖန်တီးထားတဲ့ကားဖြစ်ပြီးအသေးစိတ်လောက်ရတာကြောင့်ဈေးကတော့မတူညီပါဘူးတချို့တွေကတော့သူတို့ရဲ့အဖေငငယ်ကမောင်းခဲ့တဲ့ကားလေးတွေကိုလက်ဆောင်ပေးခြင်းလို့ပုံစံတူကားလေးတွေလာအပ်ကြပါတယ်တချို့ကလည်းလက်ရှိမောင်းနေတဲ့ကားနဲ့ပုံစံတူလေးတွေလိုချင်လို့လာအပ်ကြတာပေါ့။တချင်ကတန်ရုံးစင်ရှိခဲ့တဲ့ကားလေးတွေကိုပုံစံတူအဖြစ်မြင်တွေ့လိုက်ရတာကကျဉ်းနှုတ်ဖို့ကောင်းတာကြောင့်ပုံစံတူကားတွေကိုမ များများလောက်ရပါတယ်။ကိုနနောင်ခိုင်စိုးအားကားမျိုးစားများစွာကိုလည်းလေလံထားလို့ဘဲကားပုံစံကိုမစိုးလုတ်ပေးနိုင်တာပေါ့။လာအပ်တဲ့သူတွေရှိပေမဲ့လည်းဘဝရက်တီဖို့ထီတော်မရသေးဘူးလို့ဆိုပါတယ်။ ကိုနောင်နောင်ခိုင်ဆုံးအားသူကိုယ်တိုင်ခက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 ်လေ့လာထားတဲ့ပညာကိုတင်နန်းပေးပြီးတော့လည်းမျှဝေပေးနေတာပါလူတယောက်မှဝါသနာတစ်မျိုးစီရှိကြပြီးကိုနောင်နောင်ခိုင်ဆိုးကတော့ကားနဲ့ပတ်သက်လာရင်အရန်သဘောကျပါတယ်သူ့ရဲ့ကားလေးတွေကမော်တာမပါလို့မောင်းလို့မရယုံသာရှိပြီးကားမီလည်းဖွင့်လို့ရပါတယ်ကားအပြင်ထော်လာကြီးလည်းလုပ်ပေးသလိုကားအတွင်းပိုင်းကထိုင်ကုန်တွေ dashboard တွေနဲ့ steering တွေကိုလည်းထည့်သွင်းပေးထားပါသေးတယ်မြန်မာနိုင်ငံမှာလည်းဒီလိုတီထွင်နိုင်သူတယောက်ရှိတာဟာဂုံယူစရာဖြစ်ပြီးတော့ကိုနောင်နောင်ခိုင်ဆိုးကသူ့ကားလေးတွေကိုကြည့်ကစိတ်ချမ်းသာနေရပါတယ်ဒ ေါသထွက်စရာကိစ္စတွေရှိနေရင်တောင်ကားလေးတွေကိုတွေ့လိုက်ရရင် စိတ်ပြေသွားတဲ့အထိသူ့ရဲ့ကားလေးတွေကိုတံမိုးထားတာပေါ့ကိုနောင်နောင်ခိုင်ဆိုးကပုံစံတူကားလေးတွေအပြင်နောက်ထပ်တီထွင်မှာကတော့ဆိုင်ကယ်အင်ဂျင်နဲ့ကားအသေးလေးဖြစ်ပါတယ်လူပါလိုက်စီလို့ရမယ့်ကားလေးကိုဖန်တီးမှဖြစ်ပြီးဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ပျော်ရွှင်နေတာပေါ့မြန်မာနိုင်ငံမှာဒီလိုတော်တဲ့လက်မှုပညာရှင်တယောက်ရှိပြီးသူ့ရဲ့လက်ရည်ကတော့တကယ့်ချီးကျူးစရာဖြစ်နေပါတယ် ကိုနောင်နောင်ခိုင်ဆိုးဖန်တီထလို့ထားတဲ့ပုံစံတူကားလေးတွေကိုရေသက်ကြီးရောသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ